အားလုံးမင်္ဂလာပါခင်ဗျာအင်ဂျင်နာကြောင့်နဲ့ရောင်းရည်ကဒီမှာဒေဒေသာကျူစွလိုက်ပါတယ်ကြောင့်ဒီနေ့မှာဆိုလို့ရှိရင်မွေးလာအလိုက်ဆောင်ရမယ်လာအလိုက်ဆောင်ရကြောင့်လေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးတလာပိုင်းမွေးတဲ့လူတွေကဂါနက်ဆောင်အောင်ပါမယ်ဂါနက်ကိုဘာကြောင့်မလို့ဆောင်အောင်မယ်ဆိုလို့ရှိရင်ဂါနက်ကြောင့်ဒီအလင်းရောင်ကိုသာပြူပါတယ်မကောင်းတဲ့ဘေးရနေရာတွေမှာကာကွယ်ပေးပါတယ်ဒီလိုရှိရင်အိမ်မက်ဆိုးတွေမှတ်တာတွေကာကွယ်ပေးပါတယ်ဂျန်နဲ့ကောင်းချင်းအခြားကြတွေကတလာပိုင်းမွေးတဲ့လူတွေအတွက်ဂါနက်ကြောင့်ကဆောင်ကြည့်ပေးလာမှာဖြစ်ပါတယ်နောက်တစ်ခါကျတော့နှစ်လပိုင်းမွေးတဲ့လူတွေဖေဖော်ဝါရီဘုန်းနေ ခရီးဆွဲကြောင့်ကလေးကိုစောင်းအောင်ဖြစ်ပါတယ်သူကသစ္စာတရားနဲ့အလားအပပြရာတတ်ကိုခေါ်ကျူးတဲ့ကြောင့်ကလေးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့အိမ်တော်ရှိတဲ့မျိုးသမီးတွေရောအိမ်တော်မရှိတဲ့မျိုးသမီးတွေရောစောင်းအောင်ကြောင့်ကလေးဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကကြတော့ master ဝေးတဲ့လူတွေသူကကြတော့ညပြပေါ့နော်ကျွန်တော်အင်္ဂလိပ်နာမည်လေးနဲ့တွဲပြီးပြောပြရမယ်ဟောညနဲ့မားပါဆိုလို့ aquamarine ပေါ့သူကကြတော့ရေတက်လွမ်းမိုးတဲ့ကြောင့် aquamarine လေးကိုစောင်းမယ်ဆိုလို့ရှိရင်ဘလို့လူတွေပို့ပြီးစောင့်တဲ့လေဆိုလို့ရှိရင်၃ဘိုင်းဝေးပြီးတော့ ရှင်လုပ်ငန်းနဲ့ပတ်သက်တဲ့လူတွေဥမာတင်ပေါ်သားတွေဒီလန်ပြီးသွားနေရတဲ့လူတွေတော့မဟုတ်ပါတော့ရှင်နဲ့ပတ်သက်ပြီးတော့ကြတော့တမွေးဝါကြောင့်ပြုနေတဲ့လူတွေကပုံပြီးဆောင်သိတဲ့ကြောင့်လေးဖြစ်ပါတယ်ခင်ဗျာဒေသဝိုင်းမွေးတဲ့လူတွေကကြတော့စိတ်ဆောင်ပါမယ်စိတ်တည်တကိုးကြီးဆုံးကြောင့်ဖြစ်တဲ့အတွက်ဝတ်တဲ့နေရာမှာဝတ်တဲ့လူရဲ့ဘုံကံကိုသစ္စာခံပါတယ်ဝတ်တဲ့လူရဲ့ဘုံကံကမြင့်နေရဆိုလို့ရှိရင်မြင့်နေတဲ့အချိန်မှာရှိနေတဲ့ခွန်အားအာလာပြီးပို့ပြီးတော့ကြတော့ ထင်ပေါ်ကျော်ကြားမှုဖြစ်စီပါတယ်၅လပိုင်းမေလမွေးတဲ့သူတွေရဲ့အဆောင်ကျကြတော့ညပဲဖြစ်ပါတယ်ညကဝင်းသက်ဖက်တက်ကိုကိုထားပြီးတဲ့ကြောင့်ဖြစ်တယ်ညကိုဝတ်ဆင်တယ်ဆိုလို့ရှိရင်ကြည့်ပွားချမ်းသာအောင်အလုပ်လုပ်ခြင်းနဲ့စိတ်တွေပေါ်လာတယ်ဆိုတော့ကြတော့သူ့ကိုဝတ်သိခြင်းအပြင်လက်ပြီးတွေကောင်းလာမယ်ကျန်းမာရေးတွေကောင်းလာမယ်စိတ်နှလုံးအီးတန်တည်ငြိမ်လာမယ်ဆိုတဲ့ result တွေရရှိတတ်ပါတယ်6လပိုင်း ဂျော်လာဝေးတဲ့လူတွေရကြတော့ပလဲဆောင်အောင်မယ်။ပလဲကိုဂျော်လာအပြင် February, April, July, November ဒီလတွေမှာဝေးတဲ့လူတွေလည်းဆောင်ရပါတယ်။ပလဲကိုအနာပပစ္စည်းတွေမှာပါဝင်ပစ္စည်းအဖြစ်အသုံးပြုကြတယ်။နောက်ပြီးဝတ်ဆင်တဲ့လူကိုအုံရောက်တက်စီပါတယ်။ရွှေရောင်ပလဲကအသက်ရှိကျန်းမာစေတယ်။အနက်ရောင်ပလဲကကြတော့နာဝိညာဉ်စိတ်တော်တွေကိုအားကောင်းစေတယ်။အနီရောင်ပလဲကစိတ်အားတက်ကြွစေတယ်။စောင့်ရှောက်မှုကအားပေးစေတယ်။ ခဲရောက်ပလဲရကြတော့ဓာတ်တဘောကိုမျှတစီတယ်။တိုင်းရောက်ပလဲကနေရည်လူကြီးကိုဖက်လက်စီပါတယ်။ခုနလပိုင်းဇူလိုင်လမွေးတဲ့လူတွေကပရမများတောင်းပါမယ်။ပရမများဒီနေနေရဲ့စွမ်းအင်တွေကိန်းအောင်နေတယ်ဆိုပြီးတော့ပြောကြပါတယ်။ ဗရမများကိုဝစ်တင်နေသူတွေကဘုံကတက်စီပြီးတော့ကြတော့ချမ်းသာကျွယ်ဝလွယ်စီတယ်ဆိုပြီးတော့ကြတော့ယုံကြည်ကြပါတယ်ရှစ်လပိုင်းအောက်ကစားမွေးတဲ့လူတွေကကြတော့ကြောက်ကောင်းသိန်းဆောင်ပါပါမယ်ကြောက်ကောင်းသိန်းကလွတ်လပ်မှုနဲ့သစ္စာပြားကိုကုစားပြုပါတယ်ဝစ်တင်နေလူတွေကပေါ်ပါသွက်လတ်လာမယ်ဆက်ဆက်ရည်တွေကောင်းလာမယ်စိုးရိမ်ထိလောက်မှုတွေပြင်းပြီးတော့ကြတော့ရဲရင်လာပြီးပါတယ်နောက်တစ်ခုကဂိုးလာပိုင်း ဆတ်သဘာသာဝေးတဲ့သူတွေကနီလာဆောင်ရပါမယ်။နီလာကနာမည်ကိုကိုးစားပြုပါတယ်။ဝတ်ဆင်တဲ့သူတွေကိုမနာလိုခြင်းကင်းသေးတဲ့မိတ်ဆွေတွေစိုးစီတဲ့လူချင်းပြုပါတယ်။ဆယ်လာပိုင်းအော်တိုဘာသာဝေးသူများရဲ့အစားအကြောက်က open ဖြစ်ပါတယ်။မြန်မာလိုရောင်ရှင်ကြောက်လို့ခေါ်ပါတယ်။ open ကခံစားချက်ကိုကိုးစားပြုပါတယ်။ဝတ်ဆင်တဲ့သူတွေကနှလုံးသားနဲ့စည်သားတဲ့အလုပ်တွေအကုန်လုံးအောင်မြင်တတ်ပါတယ်။၁၇လပိုင်း လောကဘာသာမွေးတဲ့လူတွေကဩတေဘုရားဆောင်ရပါမယ်။ဩတေဘုရားကသစ္စာတောင်းတမှုကိုကိုးစားပြုပါတယ်။ဝိစင်တဲ့လူတွေကိုအတိတ်အမိတ်ဇိုးတွေ၊ဘေးအန္တရာယ်ဇိုးတွေကနေမှကာကွယ်ပေးတယ်လို့ယုံကြည်ကြပါတယ်။ဆက်လက်လာပါ ဒီဇင်ဘာလမွေးတဲ့လူတွေရဲ့အဆောင်အကျောက်ကမိုးပြရောင်ထာကွန်းစချောင်းဖြစ်ပါတယ်။ထာကွန်းကကောင်းကင်ကိုကိုးစားပြုတာကြောင့်မလို့ဝတ်ဆင်တဲ့လူတွေအပေါ်မှာအာယုံစူးစိုက်နိုင်စမ်းနေမြင်မားစေပါတယ်။အခုကျွန်တော်ပြောပြပေးတော့တာကြတော့လာအလိုက်အဆောင်အကျောက်ကြားဆိုပြီးတော့ကြတော့အလွယ်လေးပဲမှတ်ယူလို့ရအောင်လို့တော့ပြောပြပေးတော့တာဖြစ်ပါတယ်။အမှန်တကယ်တော့ယာဒီဘွားတွေဥမာပိတ်တရာဒီဘွား၊ကံရာဒီဘွား ကရကရပြီကွာစတဲ့ပြည့်ပေါ့နော်ဒီလိုဆိုလို့ရှိရင်ရှုပ်ပုံမှာဆိုလို့လာလိုက်အဆောင်ကြောက်လေးနေပဲမှတ်ထားတာကိုကောင်းပါတယ်နောက်ရက်ဒီမှာလည်းနိနာလိုက်အဆောင်ကြောက်ကလေးတွေပြောပြပေးကောင်းပါဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးသွားကြပါဦးနော်ကျေးဇူးများကြီးတင်ပါတယ်